သူများတွေတန်နာဘတ်ဆက်ပြီးတော့အရန်တွေမာနေတယ်။ဒမ်းမေတွေလည်းထွက်နေပြီးတော့အရန်တွေကျန်းနေချိန်မှာကို့တန်နာဘတ်ကအပူအိုက်တန်ကြီးလိုဖြစ်နေတော့မလား။ဒါဆိုရင်တော့မိတ်ဆွေအနေနဲ့တန်နာဘတ်ရဲ့ပတ်စစ်အလုပ်လုပ်ပုံကိုတခြားမသိသေးလို့ပါ။ဒါပေမဲ့စိတ်မပူပါနဲ့။ဒီဗီဒီယိုမှာတန်နာဘတ်အကြောင်းကိုတခြားလေးရှင်းပြပေးတာပါလေ။ကဲစလိုက်အောင်။တဏဘတ်ကိုဝယ်လိုက်ပြီဆိုတာနဲ့သွေးရှည်ရရမယ် ်ဖစ်စကယ်ဒက်ဖက်နဲ့မက်ဂျစ်ဒက်ဖက်ကို15စီတိုးပေးမယ်။ဟူမန်စပီလည်း20မြန်လာမယ်။ဟူမန်စပီ20ဆိုတာဖနက်အသေးလေးဆက်ထားသလိုပါပဲ။ပတ်စစ်ကိုဆက်ပြောရမယ်ဆိုရင်၄စက္ကန့်တိုင်းမှာတန်နာဖိုးလို့ခေါ်တဲ့ပတ်စစ်ကိုရမယ်။ပတ်စစ်ရနိုင်ပြီလားသိရင်တော့ဒီနေရာလေးကိုကြည့်ပါ။ဒီလိုလယ်နေရပုံစံလေးဆိုပတ်စစ်မရသေးပါဘူး။ဒီလယ်နေရပုံစံမရှိဘူးဆိုရင်တော့ပတ်စစ်ကိုရပါပြီ။ပတ်စစ်ရနေတဲ့အချိန်ဆိုရင်လေစကီတော့ရင်ပတ်စစ်အဖက်ကိုမရပါဘူးဘေးစစ်တက်နဲ့ချမှသာ 50ဦးတရားရဂိုင်းလုံး extra physical defense နဲ့တရားရဂိုင်းလုံး extra match defense ပေါင်းပြီးတော့ enemy ကို true damage ပေးလို့ရမှာပါ extra defense ဆိုတာကတော့ hero ရဲ့ငကို defense တွေမှာပါပဲနဲ့ avalanche နဲ့ item တွေရနေရတဲ့ defense ကိုပြောတာပါဒီမှာဆိုဒီနှစ်ခုကငကိုပါပြီးသား defense မယူဘူးဒီနှစ်ခုကတော့အပိုး defense နေဆိုတော့ပတ်စစ်ရပြီဆို90အပေါင်းဒီအပိုး defense နှစ်ခုပေါင်းလိုက်တော့ဒီလောက် damage ကို true damage အနေနဲ့ရပါပြီ အဲ့တော့တန်နာဘတ်ကတဖက်များဆက်တဲ့တန်တွေဖိုက်တာတွေနဲ့ပို့လိုက်ပါတယ်ဒုတိယပတ်စစ်ကတော့ပတ်စစ်ပွင့်နေတဲ့အချိန်ဘေးစစ်တပ်နဲ့ခြာရင် enemy တွေကို99ရာခိုင်နှုန်းတော့နှေးစီမှာဖြစ်ပြီးတော့ stat တစ်ခုကိုလည်းရအောင်ပါပါ stat တစ်ခုက physical ရော magic defense ကိုပါတစ်တိုးဝင်ပါပါအဲ့တော့တန်နာဘတ်ဆက်ပြီးတော့ stat များများရအောင်စုနိုင်ရင် မာတောင်နေတဲ့တန်တွေဖိုက်တာတွေဖြစ်ပါပြီဒီ passive effect က maxman နဲ့ mate တွေမှာတော့90ရာခိုင်နှုန်းပဲရပါပါ ပတ်စစ်ပွင့်နေတဲ့ချိန်ချန်ဂယ်ခရီနဲ့လိမ့်မီနီယန်တွေကိုတွန်းရင်တော့ပတ်စစ်တမ်းပြီးတော့ရမယ်စတက်တော့မရပါဘူးကဲဒီလောက်ဆိုရင်တော့တန်တာဘက်အလုပ်လုပ်ဖို့ပြီလောက်ပြီးတော့ထင်ပါတယ်နောက်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်